ံကပရိသတ်တွေရဲ့ဖိတ်ကြားချက်အရဇက်ဖွဲ့တစ်ဖွဲ့လုံးနဲ့အတူထိုင်းနိုင်ငံလာပူရီမြို့မှာတွားရောက်ဖျော်ဖြေပေးခဲ့တဲ့ဇမ်မင်းသားဖူးချစ်တို့ဇက်တပင်အဖွဲ့မင်္ဂလာပါပရိသတ်ကြီးရှင်ဇမ်မင်းသားဖူးချစ်ကတော့ဇက်တပင်အစီယုံရဲ့ဥက္ကဋ္ဌတယောက်လည်းဖြစ်တယ်လို့ဇက်တပင်လောကမှာအောင်မြင်ဆုံးထိတ်တန့်မင်းသားတစ်လက်လို့ပြောရမှာလည်းဖြစ်ပါတယ်။တစ်ချိန်တုန်းကမြန်မာနိုင်ငံအနှံ့မှာကျင်းပတဲ့ဖျားပွဲတွေမှာတွားရောက်ဖျော်ဖြေခင်ရတာဖြစ်ပြီးဖူးချစ်ရဲ့ဇက်တပင်ဆိုတာနဲ့ရုံပွင့်တဲ့အထိအားပေးကြတာလည်းဖြစ်ပါတယ်။ ခုတခါမှဆိုရင်တော့ဇမင်းသားဖူချစ်ကထိုင်းနိုင်ငံကပြည်သက်တွေရဲ့ဖိတ်ကြားချက်အရသူရဲ့ဇက်တပင်းတစ်ဖွဲ့လုံးကိုပါခေါ်ဆောင်ပြီးထိုင်းနိုင်ငံလှပူရီမြို့မှာတရားဖြောပြပေးခဲ့ရတာပဲဖြစ်ပါတယ်။ဖူချစ်တို့ဇက်တပင်းအဖွဲ့တရားဖြောပြချိန်မှာတော့ပြည်သက်တွေကဝက်ဝက်ခွဲအားပေးခဲ့ကြတာဖြစ်ပြီးများပြားလွန်လာတဲ့ပြည်သက်တွေကြောင့်ဖူချစ်ကိုယ်တိုင်တောင်အံ့ဩခဲ့ရတာလည်းဖြစ်ပါတယ်။ ။လာရောက်ကြတဲ့ပြည်သက်တွေကလည်းဖူးချင်းရဲ့ဖျော်ပြမှုတွေကိုသဘောကျနှစ်သက်တာကြောင့်ထိုင်းဘက်ငွေမြောင်များစွာကိုဆုချခဲ့တာဖြစ်ပြီးဇမင်သားဖူးချင်းကတော့အခုချိန်ထိလည်းဇက်တပင်လောကမှာအောင်မြင်ဆုံးအနေနဲ့ရှက်တည်နေနိုင်စေဆိုတာကိုသက်သေပြသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ Thank you.

you <laughs> 同志们，同志们。